အာနာရှိကြီးကင်ဂျုံအန်ရဲ့လူလောကစီးစင်ပြေသောနေ့စဉ်ပေါ်ပါအားလုံးမင်္ဂလာပါပကံတက်တင်မဲ့ channel ကနေကျေးဇူးပါတယ်မြောက်ကိုရီးယားဆွေရကင်ဂျုံအန်ကိုတော့အားလုံးသိကြမှာပါဒါပေမဲ့သူနေ့စဉ်ဖျက်တမ်းနေတဲ့ဘွားကဘယ်လိုပုံစံမျိုးလဲဆိုတာသင်သိချင်မှသိပါလိမ့်မယ်နောက်စီးစဉ်ဆိုတဲ့ဇာတ်ကားကိုပရိသတ်တို့ကြားဖို့ကြတယ်မဟုတ်ပါလားဒါပေမဲ့ဒီနေရာမှာတော့နတ်စည်းစိမ်မဟုတ်ပဲလူစည်းစိမ်ခံဘဝကိုပြောပြပေးမှာဖြစ်ပါတယ်။ကင်ဂျုံအန်ဟာနိုင်ငံတစ်ခုလုံးကိုသူ့ချေဘဝအောက်မှာထားရှိခြင်းရဲ့အခွင့်အရေးကိုအပြည့်အဝဘယ်လိုယူရမယ်ဆိုတာတေချာဖို့သိပါတယ်။ ကမ္ဘာကောင်းဆောင်အများစုနဲ့မတူတာကကင်းရောအမဒေဂျာအိယာထခြင်းမရှိပါဘူးအဲ့ဒီစားတချို့တဲ့ရင်အရင်မြစ်တွေရောသူ့မှာအိမ်မပြောတဲ့ယောဂါရှိပြီးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်ကင်မြေအုတ်ချိုရီအောက်ကနေထွက်ပြေးလွတ်မြောက်ခဲ့တဲ့ကိုရီးယားလူမျိုးတချို့ရဲ့အဆိုအရကင်ဟာသူအိမ်နေတော့လောက်ချံခံရမှုကိုအရန်ကြောက်ရွံ့ထိတ်လန့်နေတယ်လို့လည်းဆိုပါတယ်ဘာပဲပြောပြောပါဦးလေးဖြစ်သူကိုအငတ်ခံထားတဲ့ခွေးအုပ်စုစီကိုပြစ်ပေးတာနဲ့နိုင်ငံတကာနိုင်ငံလုံးကိုညှဉ်းပန်းနှိပ်စက်တာမျိုးလှုပ်ထားသူအနေနဲ့စိတ်ပန်းဆိုင်ရာမှာမလုံခြုံမှုတွေကရှိနေတော့မှာပဲနောက်ဆုံးအနေနဲ့ကင်ရဲ့ အိယာကနိုးချိန်နဲ့အလောက်စချိန်အောင်အရင်ညကတောက်သုံးခဲ့တဲ့အရက်ပမာဏပုံမှုဒီပါတယ်။ကင်မလေးဟာအရန်ကိုနှစ်သက်တာတော့အမှန်ပါပဲ။ဒီလိုမျိုးနှစ်ရက်ကိုစတင်တာကသူ့ရဲ့အချိန်စရားတစ်ခုလုံးကိုရှုပ်ထွေးပရန်ပတာဖြစ်စေပြီးဒါကလုံခြုံရေးအတွက်တော့အကောင်းဆုံးဖြစ်ပေမယ့်တခြားသူအတွက်ကတော့တကယ်ကိုအိမ်မက်ဆိုးပါပဲ။ခင်ဟာစားတော့ကိုအရန်နှစ်သက်သူဖြစ်နေလို့သိမြပါတယ်။တချို့ကတော့သူ့ကိုမြောက်ကိုရီးယားယဉ်ကျေးမှုမှာအောင်မြင်မှုနဲ့ ဂုံသိခါရဲ့တင်ကိတာဖြစ်တဲ့ဝါဖိနဲ့ပုံစံပေါ်စီဖို့ပါတီကအတင်းချက်အလုံကျူးစားစေခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်ပိမေပပနဲ့ဂျမားရဲ့ကောင်းတဲ့သူဟာအစားအစာကွင်းဆက်ရဲ့ထိတ်ဆုံးကိုဘယ်တော့မှရောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ခင်ရသူရဲ့လက်အောက်ခံတွေကိုကြောဝါချမ်းသာတဲ့ပုံပေါ်စီဖို့ကယ်လိုရီကိုဆက်လက်စားသုံးနေရပါတယ်။ကံမကောင်းစွာနဲ့ပဲကိုရီးယားဝါဒဖြန့်မှုအတွက်ယူပပီရာကဒီလိုအလုံးမလုံးပါဘူး။ဂင်ဂျုံဟာသူရင်ဆိုင်နေရတဲ့ပြဿနာအများစုကိုအမြောက်နဲ့ပြစ်ခတ်ဖြေရှင်းတယ်လို့မျိုးဒီကိစ္စကိုလုံးလို့မရပါဘူး။ဒါကြောင့်သူဟာပြင်းထန်တဲ့အဝါလုံးယောဂါကိုခန်းစားနေရပါတယ်။ တရုတ်တရင်အရေးမြင့်တွေဟာကင်ယာကျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာနဲ့အချိုးရည်တွေကိုနှိမ့်သက်တာကြောင့်ခေါက်ရောဂါတော်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဓာရီကသူ့ကိုစက်ရုံတခါတော့ပမာဏတိတင်ခဲ့တဲ့အများကြီးစားတော့ခြင်းကလည်းရက်တက်မသွားစေပါဘူး။ကင်သာတင်ကန်းကိုချစ်တယ်လို့သူ့ရဲ့လက်အောက်ခံတွေကိုလည်းချင်းရင်သူ့ရဲ့ဘဝတိုးတဲ့ကောင်းမွန်လာစေဖို့ပတ်စံတချို့ပေးခဲ့မှာပါ။ဒါပေမဲ့အဲ့ဒီအစားအဒီပတ်စံတွေကအမြောက်များရှိမယ်။အိမေတဲ့တင်ကဲအတွက်ပဲကုန်ကြခဲ့ပါတယ်။ကင်ဟာဆွေဇလမနမဲတူးနဲ့ကြောက်တက်ခဲ့စဉ်ကဒီအထူးတင်ကဲအမျိုးအစားကိုနှက်သက်ခဲ့ပါတယ်။အပြုသဘောဆောင်တဲ့ဘက်ကနေကြည့်ရအောင်ဗျာ သူကအနံဆိုးထွက်တဲ့ဒင်ခဲကိုမှဆွဲလန်းခဲ့ရင်မြောက်ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကိုအဲ့ဒီအနက်နဲ့မိုးမြင့်ဆုံးဒီနန်ဆော်နီယာလုံးမိသွားနိုင်ပါတယ်။အရေးမဝတာကိုဖြည့်ရှင်းဖို့တဲ့ကင်ဂျုံဟန်ကအရေးသွင်းမြစ်ဘရာဇီးကော်ဖီအများပြားတောက်သုံးတယ်လို့လည်းသိရပါတယ်။တချို့ကမ်းမန်းချက်တွေကခင်ဟာသူ့ရဲ့အခြေဆုံးကော်ဖီအတွက်တစ်နှစ်ကိုဒေါ်လာတစ်သန်းကျော်ဒီသုံးဆွဲတယ်လို့လည်းဆိုပါတယ်။ကဲစားရီးတော်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့မနက်ခင်းလေကျင်ငယ်လောက်ရမယ်ချေရောက်လာပါတယ်ဟမ်ဆရာပါပေါင်300လေးကျင်ရှိတဲ့ဒီရဲသမားကဝီစကီပလင်းထက်ပိုလေးတဲ့ဘာကိုမစုံမနိုင်ဘူးဆိုတော့ ်သင်လဲသိမှာပါတခြားကမ္ဘာခေါင်းဆောင်အများစုနဲ့မတူတာကကင်ယာတိုးတက်နိုင်ပါတယ်ဆိုတဲ့ယူဆကိုထင်သေးပါတယ်ဘာပဲဖြစ်ဖြစ်ပါသူ့ရဲ့လက်အောက်ခံတွေကသူ့ကိုသူ့ကိုဘရင်တကယ်တပါးဖြစ်နေရှုမြင်ကြပြီးသူလည်းယုံကြည်နေနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘုရားသခင်နေထဲမှာစီဂျိုယောဂသီတူယောဂလင်္ကာတဆင့်ကိုစက်တက်တဲ့ယောဂများစွာနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာများစွာရှိတယ်သူရှိတယ်လို့လည်းမထင်မိပါဘူးသူဟာတကယ်ပဲဘုရားသခင်ဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကိုပုံမခံပါစေဖို့ဒါမှမဟုတ်အလွန်စင်ခံပြီးတော့ကြွေဝါသောလူနေမှုပုံစံကိုချစ်တော်ကြောင့်ပဲဖြစ်ဖြစ် ကေမာတူတက်ကိုတက်နိုင်တယ်များဆွဲဆန့်ပေးဖို့တခုတည်းသောရည်ရွယ်ချက်ရှိတဲ့အစိမ်းမေးသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။မြောက်ကိုရီးယားတွေကသူတို့ရဲ့ခေါင်းဆောင်ဟာအင်တာဘေတော့မှမသုံးဘူးလို့ယုံကြည်တယ်လို့မျိုးဒါလည်းအမတ်တရားဖြစ်ပါစေလို့ကျွန်တော်ကတော့တကယ်မျှော်လင့်ပါတယ်။ဂျိုရှက်အစိုးရကင်မီသားစုဟာအင်တာသုံးဖို့အတွက်ရန်ကုန်တက်စင်လို့မာတယ်။အဲ့ဒီစားသူတို့ကကိုရီးယားပြည်သူတွေကိုကြီးပွားချမ်းသာဖို့ကူညီပေးဖို့အတွက်အရန်ကိုဆွဲရှိပြီးအလုတ်ကျိုးစားကြတာမို့သူတို့ရဲ့ဆွမ်းရည်အားလုံးကိုလောင်ကျွမ်းစေပြီးစွန့်ပြစ်စရာအင်တာတက်ဖို့မရှိတော့ဘူးလို့ဆိုပါတယ်။ဟော၊ကဲအင်တာတက်စရာမကြအောင်အလုတ်ကျိုးစားတဲ့အာနာရှင်ကြီးပါပဲဗျာ။ကင်မြက်တနေ့တောင် ကျေးဇူးတော်နဲ့ကျက်စင်တကောင်လိုမျိုးဗိုက်ပြောင်စားပြီးရတဲ့နောက်မှာကင်ဟာလူထုနဲ့တွေ့ဆုံမှုဆင်းသင်းဖြစ်ပါတယ်။ကျွန်တော်ဆိုလိုတာကခင်ကသူတို့ကိုတကယ်ကယူဆိုင်တယ်ဆိုတော့မြောက်ကိုရီးယားလူ့ဖွဲ့စည်းကိုယုံကြည်အောင်ရည်ရွယ်တဲ့တင်းကျပ်စွာညွှန်ကြားထားတဲ့ဇလန်တဲကဇက်လိုက်မေသားဖြစ်ဖို့အသင့်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်နိုင်ခြေကတော့အလွန်နှေးပါပါတယ်။ဘာကြောင့်လဲဆိုတော့ DBRK ရဲ့နှစ်စဉ်ဘတ်ဂျက်ရဲ့24ရာခိုင်နှုန်းခန့်ကိုသူ့ကိုအာဏာမြဲနေအောင်လုပ်ပေးမဲ့သူတွေဖြစ်တဲ့စစ်တပ်အတွက်သုံးစွဲနေလို့ပါပဲ။နောက်ထပ်30ရာခိုင်နှုန်းကတော့သူ့အတွက်နဲ့ သူ့ရဲ့အတွင်းလိုအတိုင်းဝိုင်းအတွက်တည်တံ့သုံးဆက်ပါတယ်။ဒါ့အပြင်သူ့ရဲ့အစားအသောက်တိုင်းကကိုယ့်ဘာသာကိုပွဲကြီးတစ်ပွဲဖြစ်နေပေမဲ့သူ့ပြည်သူတွေကတော့အသက်ရှင်ရပ်တည်နေဖို့မျက်နှာအင်းဆက်ပိုးမှတွေစားသောက်ကြတာနဲ့လူသိများပါတယ်။သို့တော်လည်းခင်ဟာဒီဟန်ဆောင်မှုကိုစက်ထင်းထားဖို့လိုအပ်ပြီးသူကလည်းအဲ့ဒါကိုကောင်းကောင်းလုပ်ဆောင်ပါတယ်။ပြုံးပြလက်ဝယ်ရန်အဖွဲလိုက်တတ်ဖို့ရိုက်ရံမရကာကလေးငယ်တို့ကိုနားဒီလိုလုပ်ပြလို့အလုသမားလူတန်းစားကသူ့ကိုအတင်းကြီးသွားတာမျိုးတော့မဟုတ်ပေမဲ့တင်းစုံရောတင်းတို့တမိသားစုလို့တစ်ခုလုံးကိုထောင်ဝင်ခွင့်လက်မှတ်အပေးခံရမယ်ဆိုတော့ကြိုးသိနေရင်တင်တိုင်ကြဖို့မလား။သို့တော်လည်းကင်ကိုရိုင်ကလည်းသူကလူတိုင်းအတွက် တိတ်ချက်စရာကောင်းတဲ့ကောင်းဆောင်တရားမဟုတ်ဘူးဆိုတာကောင်းကောင်းသိပါတယ်။ဒါကြောင့်သူကသူ့ရဲ့ကိုပိုင်လုံခြုံရေးအတွက်ဒေါ်လာတန်ပေါင်းများစွာသုံးစွဲပါတယ်။သူ့ကိုမြေနဲ့ကိုရင်တော်တွေဝန်းရံထားပြီးသူတို့ကတည်တည်ကြကြာရွေးချယ်ခံရသူများဖြစ်ကြပါတယ်။သူတို့အားလုံးကလက်နဲ့ကျွမ်းကျင်သူများအထူးလေးကျင့်ထားတဲ့တက်ခိုက်သမားများနဲ့ကိုကံပညာရှင်များဖြစ်ကြပါတယ်။ဒါပေမဲ့ဒီကုံယူစရာယာတို့ကိုရဖို့အတွက်ဒါရီလောင်းနဲ့မလုံလောက်ပါဘူး။တရားတင်ကောင်းဆောင်တဲ့မမြင့်စေဖို့အတွက်၅ဘေး၅လက်မှထပ်ပူရမှာလိုအပ်ပါတယ်။ကဲအလုံးစိန်ခန့်နဲ့ Mercedes-Benz, Maybach, exit တောက်စင်နဲ့ခီးသွားလာပါတယ်ဒီတန်ကြက်ကကားကဒေါ်လာ1.6တန်းကျော်တန်ဖို့ရှိပြီးမြောက်ကိုရီးယားမှာအစိမ်းခံဆုံးရင်ဖြစ်တယ်ဆိုတော့တန်တရားဖြစ်เสียမလို့ပါဘူးကင်ဟာအနောက်တန်းကားတွေကိုသဘောချပြီးသူ့ရဲ့ကားကိုတောင်ထဲမှာလေဒေါ်လာ9000ကျော်တန်ဖို့ရှိတဲ့ Mercedes X62 ဒေါ်လာတန်းခွဲတန်း UDRA Range Rover Sport နဲ့ Rolls-Royce ကားတွေလည်းရှိပါသေးတယ်မြောက်ကိုရီးယားကောင်းဆောင်ဟာတူညီတဲ့လေယာဉ်၃စီး IRCC2 နဲ့ခီးသွားလာပါတယ်။နိုင်ငံပိုင်မီဒီယာကနေဖြန့်ဝေခဲ့တဲ့တဖို့အနေငယ်ရဒီလီရင်တွေရဲ့အတွင်းကအပြင်စရာဒဇင်းကိုဒေါ်လာတသန်းကျော်ထိအလွယ်တကူကျော်လွန်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ပေးနေရရှေ့လျရတဲ့ရွက်လေကိုဘယ်ຢာကမှမရှင်းနိုင်ပါဘူး။ခင်ရဲ့ထင်ရှားကျော်ကြတဲ့မိတ်ဆွေတဦးဖြစ်တဲ့ Dennis Rodman ဟာအဲ့ဒီရင်ရင်ကို ferry နဲ့ Disney Cruise Steamer တို့ပေါင်းဆက်ထားတဲ့အရာနဲ့နိုင်ရှင်ခဲ့ပူပါတယ်။ဒါကြောင့်မဒီလိုအစိမ်းခန်းနဲ့ပင်လယ်ရတနာပေါ်ဗာရီများရှိနေမလဲစိတ်ကူးကြည့်နေပါတယ်။အမှန်တကယ်အလွတ်လွတ်ချင်းနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်တယ်ဆိုတော့ ဟန်ပြပွဲသက်သက်မဟုတ်ပါဘူး။ဒါကြောင့်ခရယာနိုင်ငံကိုဘလို့ဥဆောင်မလဲ။ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရပါတယ်။ပေါ်မှာအဖြစ်တော့သူ့ရဲ့အကြံပေးတွေကကိစ္စအများစုကိုဆောင်ရွက်ပေးမိခင်မှာနောက်ဆုံးစကားပြောခွင့်ရှိပါတယ်။သူကတေးတံပေးမှုတဲ့နမဲစုံနဲ့ကြောကြပါတယ်။ကုလသမဂ္ဂ UN ရဲ့စည်ရင်းအရခင်ဟာသူ့ပခင်ထက်ကိုအာဏာကိုစားယူခဲ့ခြင်းကစလို့လူ340ကျော်ကိုကွပ်မြတ်ခဲ့ပြီးအဲ့ဒါတွေကလည်းတရားဝင်ပြစ်ဒဏ်ချမှတ်ခဲ့တာတွေကြီးပဲရှိပါသေးတယ်။ကင်းမြတ်နောက်ထပ်နဲ့တက်တဲ့အကြောင်းအရာတစ်ခုကတော့နိုင်ငံရဲ့နျူကလ িয়ার စီစဉ်ပဲဖြစ်ပါတယ်။အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမဲ့လည်း DRB ကဒုံးကြီးတွေကိုဆက်လက်စမ်းသပ်နေစေဖြစ်ပြီးတော့လိုအပ်တဲ့အစိတ်အပိုင်းတွေကိုဘယ်သူမှထောက်ပံ့ပေးနေလဲဘယ်သူမှတကယ်မသိပါဘူးအလောက်ချိန်ပြီးတဲ့နောက်ဒနေကုန်းလုံးတစ်ကဘာလုံးအတွက်စူညာခလုတ်ဖြစ်ပြီးတဲ့နောက်မှာကင်ရလောက်ဆုံးတော့အိမ်ပြန်ရောက်သွားပါတယ်ပြောရမယ်ဆိုရင်သူကစင်ဂျီယိုမြို့ဆောင်ကရွာဆောင်ကလေးမှာရှုပ်အိမ်ကလေးမှာနေတာမှမဟုတ်ပါဘူးအဲ့ဒီစားကင်ရတနိုင်ငံလုံးမှာရှိတဲ့ဇင်ခံနဲ့တော့အလုံး20မှာနေထိုင်ပါတယ်တိုးတိုးလေးသူရဲ့အထီးကနေကတော့ Roxan ဖြစ်ပါတယ်။လေဒီသမားချစတူရမ်းမိုင်ကျဲဝန်းနဲ့နန်းတော်မှာလူတယောက်လူအပ်သမ ्या အရာအားလုံးရှိပါတယ်။ အတွင်းကန်းကိုလုံခြုံရေးအကြောင်းပြချက်တွေကြောင့်လျှို့ဝှက်ထားတာဖြစ်ပြီးအရဟာပြောင်းရမ်းမျိုးတစ်ခုလုံးလို့ပဲဈေးကြီးလုံးလို့တော့မဟုတ်ပါဘူးဒါပေမဲ့နန်းတော်မှာလှုပ်လှုပ်ခဲ့ဘူးလေကွဒါပေမဲ့နန်းတော်မှာလှုပ်လှုပ်ခဲ့ပူတဲ့ထွေပြေးလာသူတချို့ကတော့နန်းတော်ရဲ့အတွင်းပိုက်ကိုမျက်လက်ဆက်နေဆိုတော့ဖော်ပြနိုင်တယ်လို့ဆိုပါတယ်။အဲဒီမှာအိုလံပစ်ရွေဟီကူကန်ပြစ်ခတ်မှုလေးချင်ရေးကွင်းဒီနေရာမှာရမယာကပြစ်မှတ်တွေဟာတက်မဲ့ရာဝတ္ထုတွေပြင်တခြားရာတွေလည်းဖြစ်တတ်ပါတယ်။ဒါရိုက်နဲ့ခင်ဗျာ NBA ဂိမ်းတွေကြည့်ရတာကိုနှက်တဲ့ကြီးမားတဲ့ကိုပိုင်ရုပ်ရှင်ကိုလည်းပါဝင်ပါတယ်။ ညဘက်ချင်းမှာတော့မိသားစုနဲ့ချင်းကုန်လိမ့်မယ်လို့ထင်ရပေမဲ့အဲ့ဒီစားခင်ကညဘက်တွေကိုပါတီဝဲချင်းပိုင်နဲ့အစားအစာအရက်နဲ့အမျိုးသမီးတွေလိုပျော်ရွှင်မှုတွေတွေဒေါ်လာတန်းရာကြီးဖြုန်းတီးနဲ့ကုန်ဆုံးစေပါတယ်ထူးဆန်းတဲ့သပင်းပုံစံနဲ့ဒီလူကြီးဟာအမျိုးသမီးလိုက်စားသူတယောက်ဖြစ်နေတယ်ဆိုတော့ဒင်းတို့စိတ်ကူးကြည့်နိုင်ပါမလားဒီကြောင့်ပါစိတ်ကူးကြည့်လို့မရပါဘူးဒါကြောင့်မဲသူကလိန်ကျုံတွေကိုအားကိုးရပါတယ်တကယ်တော့သူတို့ဟာ စားသွားတိုင်းလင်းဂျုံနေမှာဟုတ်ပေမဲ့ရွေးချယ်ခွင့်မရှိတာတော့အမှန်ပါပဲဒါပေမဲ့ခင်ကသူတို့ကိုစွန့်ပစ်လိုက်တာနဲ့သူတို့ကရာထူးကြီးအရာရှိတအုပ်နဲ့လက်ထက်ခွင့်ရရှိပြီးမြောက်ကိုရီးယားမှာလူတိုင်းမှခန်းစားနိုင်တဲ့တက်တာချောင်းကြီးမှုတချို့နဲ့တက်တောင်တက်တာရှိတဲ့ဘဝကိုရရှိစေပါတယ်သို့တော်လည်းမြောက်ကိုရီးယားပြည်သူအများစုတဲ့ကင်ဂျုံအန်ကလှပတဲ့ဇနီးတွေနဲ့ကလေး၃ယောက်ရှိတဲ့ယူသားနဲ့မိသားစုကိုချစ်မြတ်နိုးသူတအုပ်ဖြစ်ပါတယ်သူရဲ့ဇနီးရီဆိုဂျူဟာတကယ်ကိုအရန်ကိုဆဲဆောင်မှုရှိပြီးတော့ အကြသည်မိကစားလို့ပွဲလန်းတပင်မျိုးမြမှာကင်ပေးမှာပုံမပါဝင်ပြတ်တလာတာတွေ့ရပါတယ်။ကင်ရဲ့ဂုံတိခါကိုအမြဲတမ်းညင်ညောင်းကြိုးစားနေတဲ့အနောက်တိုင်းတရေအမားတွေကသူဟာညဘက်အများစုကိုဈေးကြီးတဲ့အစားအစာတွေအလုံးကျွန်းစားအရက်အလုံးကျွန်းတော်ပြီးသူ့ရဲ့ကိုပိုင်းပြောပေးစားကြုံမှာပါတီလုံးကြီးနဲ့ကုံဆုံးတယ်လို့စွတ်စွဲပြောဆိုလာခြင်းနဲ့တိုက်ဆိုင်နေခဲ့ပါတယ်။တရင်ရင်းမြစ်တွေရကင်အစိုးရဖွဲ့ဟာဈေးကြီးတဲ့အရက်တွေတစ်နှစ်ကိုဒေါ်လာတန်30ကျော်သုံးဆွဲတယ်လို့လဲဆိုပါတယ်။သူနှိမ့်သက်တဲ့အဖျော်ရမကာတွေကတော့ရှမ်ပိန်းဝိုင်းနဲ့ဝီစကီတို့ဖြစ်ပါတယ်။ ဒါမကောင်းဆောင်နဲ့ပဲအဓိပတိကောင်းဆောင်တဲ့မြောက်ကိုရီးယားပေါ်ဇင်ကန်ပြည်စည်းပိတ်ပင်မှုကသူ့ကိုတခြားအရေးတဲ့ချုပ်ကိုရောနှောထည့်သွင်းဖို့လိုအပ်စေခဲ့ပါတယ်။ဒါကြောင့်မဲခုဆိုရင်သူကပရီမီယံရုရှားဖော်ကာအတွက်ဒေါ်လာတသိန်း900လောက်သုံးစွဲနေခဲ့ပါတယ်။အဲ့ဒါပြင်သူကဒိမတ်ဝါသာအီရန်9ဦးကိုဘေးအမဲသားနဲ့ကုဘေးအမဲသားနဲ့ဒင်ခဲတွေအများကြီးရှိပါတယ်။ဈေးလေးတောက်ချင်ရလဲသူ့ရဲ့အပြစ်များစွာတွေကတက်ခုပါ။ဒီကြတာပေါ့သူကတာမန်ဆေးလီတွေကိုမတောက်ပါဘူးတရင်ရင်းမြင့်များစွာရဲ့အဆိုအရသူ့ရဲ့ဆေးလီတပုတ်ကိုခံမှန်းအပြင်40လီတော်လာကုန်ကြပါတယ် ဒါကိုပဲစတိုင်ကြကြနဲ့အစုတ်ကင်စာရအောင်လုပ်တယ်လို့လေခေါ်ရမလားအိပ်ပြောချင်းခင်ရကျောင်းမကြီးပြဿနာတစ်ခုတမကရှိနေတာကြောင့်သူကအဲ့ရောင်ဝင်ဝတ်စုံဝတ်ပြီးတော့အိပ်ပြောသွားတာမျိုးမဟုတ်ပါဘူးအဲ့ဒီစာသူကရံမှုပြီးမင်းပြောနေလေရှိပါတယ်ရိုးသားပြောမယ်ဆိုရင်သူရဲ့စကားတွေကိုလက်တစုပ်စာမျှတာယုံကြည်တဲ့နဲ့ထွက်ပြေးလာသူတို့ချို့ကခင်ရအသေးကိုဖောက်ထွက်လာအောင်ရံမတော့ပဲအိပ်မပြောနိုင်တော့ဘူးလို့ဆိုပါတယ် ဒါလင်မန်ဒီဖြစ်စီမမားဒီဖြစ်စီဘုရားသခင်နဲ့ဒန်နစ်ရိုမန်သာတိပါလိမ့်မယ်။တင်းမြင်တဲ့အတိုင်းမှာပဲနိုင်ငံတကာနိုင်ငံရဲ့အစွမ်းထောက်ဆောင်ကောင်းဆောင်ဖြစ်ရတာဟာပြောစရာကောင်းပြီးပျော်ရွှင်စရာဂိမ်းတွေကြီးပဲမဟုတ်ပါဘူး။ဒါပေမဲ့ကင်းရဲ့လူနေမှုပုံစံကိုကြည့်လိုက်မယ်ဆိုရင်ပျော်ရွှင်စရာကောင်းပြီးတော့ပျော်ရွှင်စရာဂိမ်းတွေဟာသူရဲ့နေ့စဉ်ဘဝမှာတကယ်ကိုကြီးမားတဲ့အခမ်းအနားကနေပါဝင်ပါတယ်။